โอเคပါကျွန်တော်တို့အခုဒီမှာကြောင်မဲမျိုးနဲ့အစပေါ့နော်ဒီကျိုးစိုးပိုင်းဆိုင်ပုံနာလေးတော့ရောက်ရှိလာပြီအရှိတ်ဆက်ပြီးတော့ကြောင်မဲမျိုးတွေကိုဝင်ပါမယ်အဲကျွန်တော်တို့တရားတလောက်ကတော့ဒီအခုဖြတ်လာတဲ့လမ်းမှာလမ်းလျှောက်လုံးမှာဆိုလို့ရှိရင်ဒီရှမ်းတိုင်းရအလံလေးထောင်းထားတာကျွန်တော်တို့တွေ့ရတယ်အဲဒီမှာစိတ်အချင်းပြောရလို့ရှိရင်ပေါ့နော်အဲဒါဒီရှမ်းပြည်နယ်ရှမ်းတိုင်းသားတွေရဲ့ရှမ်းလူမျိုးတွေရဲ့အများစုပေါ့နော်ရှမ်းလူမျိုးတွေအများစုနေထိုင်ရရှမ်းပြည်နယ်ဖြစ်တဲ့ဒါငါတို့ရဲ့ပိုင်နက်ဆိုတော့ ဟိုအထိပ္ပယ်နဲ့ဒီ DNA လေးဘလောင်တောင်းကျန်းသူအကျန်းဖတ်ပြီးအသိရှိအောင်ကျူးကျော်လာတဲ့လက်နက်နဲ့တိုက်ပြီးကျူးကျော်လာတဲ့ဒီဘလောင်တောင်းကျန်းသူတွေသိရှိအောင်လို့အရှမ်းတိုင်းသားတွေနဲ့ညီညီညွတ်ညွတ်နဲ့ငါတို့ရှမ်းပြည်နယ်ရဲ့ဘိုင်းနဲ့ဖြစ်တယ်လို့ကျူးကျော်တဲ့အမည်နဲ့သူတို့အိမ်တိုင်းစီနေပါလို့လို့ဒါရှမ်းတိုင်းသားအလံလေးထူထောင်ထားရလို့ကျွန်တော်တို့အယူဆမိတယ်။အဲ့တော့ကျွန်တော်ဒီကနေ့ကြောင်မဲမျိုးတွေကိုဝင်ပါမယ်။ကြောင်မဲမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီ lineup မှာတွေ့ထားတဲ့ဟိုမိသားယုံနေတရားယုံနေပြင်ပြီးသူစေယုံကြီးတွေထားတဲ့ဒီအကျမ်းဖတ်တောင်းကျန်းသူတွေဖြက်စီးတော့တာတွေရှိရပါတော့။ဆိုတော့သူတို့ရဲ့ဖြက်စီးတဲ့ဖြက်စီးတော့တဲ့ ဟာတွေပြီးရင်စစ်ဘေးစစ်တမ်းကြောင့်မလို့ဒီကြောင်မဲမျိုးလက်ရှိပြည်စည်းဆုံးချုပ်နေတဲ့အနေအထားတွေပြီးရင်ဒီနိုင်ငံတော်အစိုးရကနေပြီးတော့ဒီမှာဒါပြန်လည်တိဆောက်ရေးတွေလုပ်နေတဲ့အပိုင်းတွေပြီးရင်ကြောင်မဲဒေသခံပြည်သူတွေပြန်လည်ဝင်ရောက်နေထိုင်နေမှုအပိုင်းတွေဒါတွေကိုကျွန်တော်တို့တွားရောက်ပြီးတော့လေ့လာရေးကုသမှာဖြစ်ပါရှင်။ဒီမှာနဲ့ဒီလိုကြောင်မဲမျိုးယူလိုက်ခဲ့ကြပါအောင်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ TNLA ထိန်းချုပ်ရာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲစီရေးအခြေအနေနဲ့ပတ်သက်ပြီးအပတမီတစဉ်ဦးပြောလာသည်မှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကပါအောင်ခင်ဗျာ။ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ လေးကောင်မျိုးသိမ့်တိုက်ပွဲဆိုတာကတော့ဒီအရင်မြစ်တွေအများကြီးတော့မရှိဘူးဆိုတော့အကြမ်းဖက်သမားတွေရဲ့လူသားအရင်မြစ်ကိုတော့အများကြီးတိုက်ဖြတ်နိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဒေါနာတောင်တန်းတကျော်လုံးကိုဖြတ်တော့ပိတ်ဆို့ထားတဲ့တာဘောဥဆောင်နဲ့30နှစ်ပြူဟာအပါအဝင်ပင်ရလက်နက်ကင်တပုံ KNU KNLA KDLA နဲ့ဒီပတ်ပြောင်းနေတဲ့ PGF KNU KNA နောက်ပြီး DGP စတဲ့အဖွဲ့တွေရဲ့နိုင်ငံရေးအောက်လုံးထုံးမှုတွေနောက်ပဲကနေတက်မလို့နဲ့နိုင်ငံတော်ငြိမ်းချမ်းရေး NCA ကိုအကောက်အွယ်ပြုတ်ပြီးတော့ခွန်စားနေတဲ့အကျိုးစီးပွားတွေကိုအပြန်အလှန်ပြုတ်နေတဲ့အဖွဲ့တွေရဲ့လူသားအရင်းမြစ်တွေအများအပြားကိုတိုက်ဖြတ်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။အားလုံးလည်းဆိုလို့ရှိရင်မြောက်ရီမြို့ကိုအမိတဲဟဲပြုတ်ပြီးတော့ကရင်လက်နက်ကိုင်တပုံ KNU ကမက်ထော်သလေးမှာ KK ပဲ DGP ကမင်းလက်ပံနဲ့ဘလူးတောက်ခဲ့ဒီဒေသတွေမှာဒီကြက်ကလုံငန်းတွေကိုအခြေပြုလှုပ်ရှားမိကြတာတွေရှိပြီးတော့ DGP ကွန်မြူရဲ့တောင်ပတ်နဲ့မြောက်ပိုင်းမှာရှိနေတဲ့လက်ကတောင်နဲ့ဆွေတော်ကုန်းကို KNU အပါအဝင် NGP ပြည်ပအုပ်စုတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေမှာအကောက်အွယ်ပြုတ်နေတာဖြစ်ပါတယ်။ အခုဆိုရင်တော့ဒီတက်မစစ်ကြောင်းလေးအားလုံးကအာရှလမ်းမကြီးဒေါနာတောင်ဆက်စင်ရေးကိုလည်းထူဖောက်ဝင်ရောက်ချိန်ဆက်တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပြီးတော့မြောက်ရီရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့ဒီကိကုမျိုးတင်တဲ့ဒီကိကုမျိုးရဲ့ရှေ့အနောက်ဘေးပညာမှာရှိနေတဲ့ကြွားရဲဖြစ်တဲ့အီမဲဝါကီနောက်ပြီးတော့ဒီပလူရတိကူကြောက်ကူစားတဲ့နေရာတွေကိုလည်းထိန်းချုပ်နိုင်ခဲ့ဖြစ်ပါတယ် အခုတော့ဒီလေးကောမျိုးကိုတက်မလို့စစ်ကြောင်းနေတာတင်းရောင်းနိုင်ငံပြဖြစ်ပြီးတော့အော်တိုဘား9ရက်နေ့ကလည်းရေကေကောမျိုးကိုတက်မလို့ကပြပေါ်ထင်းကျုံလိုက်တာလည်းဖြစ်ပါတယ်ရေကေကောမျိုးကိုမတင်းကျုံခင်တက်မလို့စစ်ကြောင်းနေတဲ့ဒီမူလတီတီဘီမူလဘီဂျက်ခွဲကတက်မလို့စစ်ကြောင်းနေတဲ့အတူတူပူပေါင်းစစ်ဆင်ရေးကိုဆောင်ရွက်ပေးခဲ့ပါတယ်ဆိုရင်တော့ဒီကေကောမျိုးရဲ့ဘေးပတ်ဝန်းကျင်ကရွာတွေမှာဝင်ရောက်ပြီးတော့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့နိုင်တဲ့နေရာတွေကိုကင်ထောက်ပြီးလက်နက်ဒီလက်နက်ငယ်ပစ်ခတ်မှုတွေလည်းပြုလုပ်ခဲ့တယ် ဒီကိကွန်မြူတင်တဲ့ဘွဲကတော့လက်နဲ့ကြည့်လက်နဲ့ငယ်ပြစ်ခတ်မှုဆိုတာတဲ့စနိုက်ပါတင်းနဲ့စနိုက်ပါအခွင့်တွေရဲ့လက်စွမ်းပြခဲ့တဲ့တပ်ဘွဲလို့ဆိုရမှာဖြစ်ပါတယ်။ဒီကိကွန်မြူတင်တဲ့ဘွဲမှာဒီစနိုက်ပါလက်ဖြောင့်တက်တွေအနေနဲ့ဆက်စွမ်းရည်တွေပြခဲ့တာကတော့ပြည်သူစစ်ကညီညွတ်ဖြစ်တယ်ဆိုတာကိုသိရတဲ့အတွက်အများကြီးလဲကွန်ယူရပါတယ်။အချိန်တုန်းကပြည်သူစစ်တွေခေါ်ဆောင်တဲ့အချိန် ဒီစက်ကြောင်းတွေကိုနောက်ကနေပြစ်ပြီးတော့ပြန်ပြီးလှည့်ပြေးမယ်လို့ယူဆကြတဲ့အဖွဲ့တွေအလုံးလည်းနှင်သက်သွားစီပြီးဖြစ်ပါတယ်။အခုဆိုရင်တမန်စက်ကြောင်းတွေနဲ့အတူဒီပြည်သူစစ်ညီငယ်တွေရဲ့အားကျွမ်းမဲ့တဲ့ဆောင်ရွက်မှုတွေအရေးချင်းပြပမှုတွေကြောင့်အကြက်ကတမားတွေကိုစစ်မျက်နှာပေါင်းစုံမှာဝိုင်းဝန်းတိုက်ခိုက်လာနိုင်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရပြီးဖြစ်ပါတယ်။အဒီနေ့မှာဆိုလိုရင်းကိုပြန်ဆက်ရရင်တော့လေကိတ်ကောမျိုးသိန်းတပ်ဖွဲ့ကိုပြီးခဲ့တဲ့စက်တင်ဘာ၁၈စက်ကိုဝင်းညင်တွေကစတင်ခဲ့တာဖြစ်ပြီး၂၁ရက်နေ့မှာတော့လေကိတ်ကောမျိုးသိန်းတပ်ဖွဲ့ကိုတိတိကျကျဆောင်ရွက်လာခဲ့ရဖြစ်တယ်။အဲဒီနောက်မှာပဲလေကိတ်ကောမျိုးသိန်းတပ်ဖွဲ့ကိုဆောင်ရွက်နိုင်ရဲ့အတွက်ဒီနေ့မှာရှိနေတဲ့လက်လက်ကန်ကန်တွေဒီမှာရဲ့ တွင်းမှာရှိနေတဲ့အကျိုးစီးပွားတွေအပြင်းအထန်အကျိုးစီးပွားပြုမှုတွေကိုလည်းခွဲထုတ်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်ပြီးခဲ့တဲ့ရက်ကဆွေးချက်သူရဲ့တက်နယ်နဲ့အထက်မှာ KNLPC, DGF, KNN နဲ့ DGB အဖွဲ့တွေတွဲဆုံပြီးတော့ဒီလိုလည်းရှိငင်းငယ်ရင်းနဲ့အပြင်းပြင်းနဲ့ကအခြေအနေတွေအနာဂတ်နဲ့ပတ်သက်ပြီးတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတော့ ကင်ရလက်နက်ကန်တဘော KNU မတက်ရောက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ဒီလိုတွေ့ဆုံမှုတွေရဲ့နောက်ဆက်ပြီးမှာတော့ကင်ရလက်နက်ကန်တဘော KNU နဲ့ PKB PGF ဆက်တဲ့တစ်ဖက်ခွစားနေတဲ့အဖွဲ့တွေရဲ့အကျိုးစီးပွားတွေအနေနဲ့နောက်ပြီးတော့ခံယူချက်တွေတရားပေါ်တရားရှုမြင်မှုတွေကလည်းတိတိကျကျကြောင်းလည်လာခဲ့ပြီးဖြစ်ပါတယ်။အဲဒီတွေ့ဆုံမှုပြီးကလေးကပဲ link ကိုမျိုးတင်တိုက်ပွဲနဲ့ပတ်သက်ပြီး KNU လက်နက်ကန်အဖွဲ့စည်းရဲ့အတုံးချကန်တာဘောဥဆောင်နဲ့တုံးချက်နဲ့ပြူပါ NGPP အုပ်စုတွေရဲ့ PDF အဖွဲ့တွေက link ကိုကနေရွှေစုပ်ခွာနေကြတာရှိတယ်။ link တော်မျိုးဖြစ်အောင်ရစင်စကန်စားတဲ့နေရာတွေကနေတစင်ဆွဲတော်ကုန်းရဲ့ဂျားကိုလည်းစုပ်ခွာနေကြတယ်ဆိုတဲ့သတင်းတွေရရှိတဲ့အတွက်အစစ်အစစ်သတင်းတင်ပြမှုတွေနဲ့အတူအကြမ်းဖက်က 他妈的，苏菲尼奥尼，昨天跟他偷导弹了，那直接给他打回来，拘留期。谢谢啊，唐先生，感谢啊，谢谢。欢迎啊，马维迪。欢迎啊，年轻人，你买的是哪个？你买的是哪个？买多少的？引擎啊，一路。 ကြောက်ခတ်စားတဲ့ဒေတာတွေအနည်းမှာလေကြားပတ်သမားတွေရဲ့စုဖွဲ့နေရတယ်ကိုဖိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့မနေ့ကထီတော့ဘလူးမှာပြင်ရလန်းနဲ့ကန်တဘောက KNU အဖွဲ့ဝဲတစ်ဖွဲ့ကဒီလမ်းပေါ်မှာစကြီးကိတ်တွေကောက်နေစေလို့သိရပါတယ်။ဒါပေမဲ့လေတက်မလို့စစ်ကြောင်းတွေကလိဂီကွန်မြူကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းကပြင်ပြင်းနေမှာရှိနေတဲ့ကြားပတ်သမားတွေကိုဖားနဲ့ငါပို့ပြီးတော့ပုံပြပြပြမြင်သွားရစီတာဖြစ်တယ်လို့ပြင်ရလန်းနဲ့ကန်တဘောက KNU ရဲ့ဒီအတူချကံဖြစ်ခဲ့တဲ့တာဘောအဖွဲ့နောက်ပြီးတော့ NGP ပြည်အုပ်စုတွေပေါ်မှာရှုပ်မြင်မှုတွေကိုလည်းတိတိတကျကျထင်ထင်ရှားရှားမြင်တွေ့လာရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်မက်ထိုတလီမှာရှိနေတဲ့ KNU ရဲ့ KK Park မှာအကျိုးစီးပွားတွေကြားပြတ်လုပ်ငန်းတွေအများကြီးရှိနေပေမဲ့တစ်ဖက်မှာတော့ ဒီကိကွန်ပျူတင်းတဲ့ဘွယ်အပြင်ဝမ်ဝင်းပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့အဖွဲ့တွေကိုဝင်ရောက်ခွင့်တားဆီးခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကရင်လက်နက်ခံတဲ့ဘုံ KNU ကသူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့မက်ထော်တလေး KK ပတ်ပတ်ဝန်းကျင်မှာ KNU ကအဖွဲ့တွေကို KDL နောက်ပြီး NUG ပြည်ပြည်အုပ်စုကထိခိုက်သေးဆုံးတောင်မခံရုံနေတဲ့အဖွဲ့တွေကိုဝင်ရောက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အဲဒီအတွက်ဒီလီဘီကောမျိုးတင်းတဲ့ဝဲကနေဆုတ်ခွာသွားတဲ့အဖွဲ့တွေဆယ်တော်ကုန်အနည်းမှာဆုတ်ထွက်နေတဲ့အဖွဲ့တွေနဲ့မင်းလက်ပံခလုတ်ဘက်ကနေပြန်လည်ပြီးပေါင်းစည်းဖို့ပြေးရမရဖြစ်နေတဲ့အဖွဲ့တွေအားလုံးတကတော့ကဲကိုအကြက်တဲတခုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒီလိုအကြက်တဲတွေနဲ့ကြုံတွေ့နေရတဲ့တစ်ဖက်ကလည်းတမန်တော်စစ်ကြောင်းတွေထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့နေရတဲ့အခြေဘယ်သူမှတောင်းမခံနိုင်တော့ဘဲနဲ့စိတ်ထဲကြီးကလည်းပြပြလာကြတယ်။ဒီလိုနဲ့အများထိခိုက်သေးဆုံးမှုတွေလည်းကြုံတွေ့နေရပါတယ်။တမန်တော်ဘက်ကလည်းဒီမင်းလက်ပံဘလူးမှာရှိနေတဲ့အကြက်ကသမားတွေထောက်ပို့တွေဆုတ်ဖွဲ့နေရကိုလည်းကာမီကာဇီတွေဆူဆိုက်ဒရုန်းတွေနဲ့ ွားရောက်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ကျော်တော်ကိုတပ်ဝင်ချင်းမှာရှိနေတဲ့ကျမ်းသက်သမားတွေစုဖွဲ့နေရာတွေကိုလည်းတွားရောက်ပြီးနေမြရှင်လေးဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီတွေလာပြည်နေမှာတိုင်းနေမှာပဲတက်မလော့ကလေးကီကော်မျိုးကိုပြန်လဲထင်ချုံနိုင်ခဲ့ပြီဖြစ်ပါတယ်။ဆိုတော့လေးကီကော်မျိုးကိုတက်မလော့ကပြန်လဲထင်ချုံခဲ့တဲ့အနေနဲ့ပြန်တွေ့မယ်ဆိုရင်တော့လေးကီကော်မျိုးမှာစေကူးမျိုးမျိုးအနေနဲ့သတ်မှတ်ရမှာဖြစ်ပါတယ်။အဲဒါကတော့ဒီပြင်းပြင်းထန်ထန်ရှိနေတဲ့စီးအခြေအနေကနေအောင်မြင်မှုတွေရရှိခဲ့တဲ့တစ်ဖက်မှာလည်းလူသားအရင်းမြစ်ဆုံးရှုံးမှုတွေနေစဉ်တိုင်းမှာထိခိုက်ဒိဆုံးမှုတွေနဲ့ကြုံတွေ့နေရပြီးတော့တာဘောဥဆောင်တဲ့30နှစ်ပြူဟာကတက်တဲ့နဲ့စစ်ကြောင်း၊ဘီနိုစစ်ကြောင်း၊ကော့ဘရာစစ်ကြောင်းတွေအနေနဲ့သုံးခုပေါင်းလို့တော့တရင်တော့မရှိတော့တဲ့အခြေအနေတွေ 骗多少了。 လက်နဲ့ချတာတွေအလင်းဝင်တာတွေလည်းအများကြီးရှိခဲ့တယ်။ဖက်ပြောင်းခုလုံတာတွေလည်းအများကြီးရှိခဲ့တဲ့အတွက်တာပေါ်ရဲ့နေစဉ်ရက်တိနိုင်ရေး AC ရင်းမဲ့အပါဝင် ထောက်ခံအားပေးနေတဲ့ထောက်ပို့တွေရဲ့နေစဉ်ဖြတ်တန်းမှုတွေအလုံးဝင်တဲ့ထောက်ပို့ငွေတွေကိုပုံပြီးတော့နေစဉ်ရှင်သန်မှုတွေပြုလုပ်နေတယ်။အကြမ်းဖက်အားပေးတွေရဲ့နေစဉ်ဖြတ်တန်းမှုတွေနဲ့အနာဂတ်တွေကလည်းမြေမြာဖြစ်လာပြီးဖြစ်ပါတယ်။ဒီကိစ္စမျိုးကိုလက်လွှတ်ရခြင်းက KNU လက်နက်ကန်အပါဝင်အချို့သောခွာစားနေတဲ့အဖွဲ့အစည်းတွေကိုတို့လိနိုင်ငံတော်ထူထောင်မယ်လို့စိတ်ကူးရင်နေတဲ့အဖွဲ့တွေအတွက်ကတော့အိမ်မဲဆုံးတစ်ခုအနေနဲ့တတိပေးလိုက်တယ်လို့ဖြစ်လာပါတယ်။ထပ်မံပြီးတော့လည်းတမလို့စစ်ကြောင်းတွေကတောင်ဘက်အချမ်းမှရှိနေတဲ့ဝေါ်လိနေဒေသဖလူမဲကလေးစစ်စစ်ဒေသတွေအခြေအနေရှင်နေဆောင် င်ရသွားဖို့အလားအလာရှိနေပါတယ်အခုဆိုရင်တော့ဒီဆေးရုပ်ချုပ်ရေးကြေညာထားတဲ့ရက်60အတွင်းရက်60ကျော်သွားပြီဖြစ်ပါတယ်66ရက်ကြာမြင့်လာပြီဖြစ်ပြီးတော့တမတော်ကဆက်လက်ပြီးနေမြရှင်လေးတွေဆောင်ရွက်နေတဲ့ထိုးစစ်ဆင်တက်ခတ်မှုတွေကိုလည်းပြုလုပ်နေစေဖြစ်ပါတယ်။အဲဒီသတင်းနဲ့ဆက်ဆက်ပြီးတော့တင်ဆက်ရရင်တော့ပလောင်လဲနဲ့ကန်တဘောတရားနယ်လေးထင်းကျုံထားတဲ့အချက်မျိုးကသတင်းလေးကိုဆက်ဆက်တင်ဆက်ပေးသွားချင်ပါတယ်။ဒါကတော့တမတော်စစ်ကြောင်းတွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဒီဘောမျိုးကိုတမတော်ကတင်နေ9နာရီ40ကျော်မှာလေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့ပါတယ်။တပြိုင်တည်းဆိုသလိုပဲပလောင်လဲနဲ့ကန်တဘောတရားနယ်လေးတွေထင်းကျုံထားတဲ့နမ်တူမျိုးကိုလည်းလေကြောင်းကနေတော့ရောက်တိုက်ခတ်မှုပြုလုပ်ခဲ့ပါတယ်။အခုအော်တိုဘာလေးရနေတီတမတော်ရဲ့လေကြောင်းတက်ခတ်မှုကိုပြန်ကြည့်ရင်ဒီဘောမျိုးက မိုင်းလုံးမျိုးနဲ့မန်ဟုံကြီးရွာတို့စစ်တပ်ကလေရင်ဖြင့်ထတ်မှန်ဘုံကျဲမှုကလေးငယ်တဦးပါအတူညာရင်ပြည်သူကိုဥတည်ဆုံးရှမ်းပြည်နယ်မြောက်ပိုင်းတွင် TAA ကတင်ပိုက်ထားသောမိုင်းလုံးမျိုးနဲ့မန်ဟုံကြီးရွာတို့စစ်တပ်ကလေရင်ဖြင့်ထတ်မှန်ဘုံကျဲမှုကလေးငယ်တဦးပါအတူညာရင်ပြည်သူကိုဥတည်ဆုံးသောကြောင့် TAA ကသတင်းထုတ်ပြန်သည် ယနေ့အောက်တိုဘာလ9ရက်နေ့မွန်းလွဲ10နှစ်နာရီ30မိနစ်အချိန်မိုင်းလုံမြို့နယ်မန်ဟုံကြီးရွာကိုစစ်တပ်ကလေကြောင်းဖြင့်ပေါင်၂၅ဆဲဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရမှာအသက်38နှစ်အရွယ်ဦးအိုက်ဆန်ကြာအသက်35နှစ်အရွယ်ဦးဆန်ပွင့် အသက်29နှစ်အရွယ်ဦးဆိုင်အောင်စာအသက်28နှစ်အရွယ်ဦးအိုက်ထက်အသက်45နှစ်အရွယ်ဒေါ်ဦးခင်အသက်25နှစ်အရွယ်ဒေါ်လာစိန်အသက်39နှစ်အရွယ်ဒေါ်အေးမီအသက်29နှစ်အရွယ်ဒေါ်ခင်မာအသက်20နှစ်နှစ်အရွယ်ဒေါ်အေးတိတ်နှင့်အသက်2နှစ်အရွယ်မောင်အိုက်ဦးတို့ထိမှန်တည်ဆုံးခဲ့ပြီးပြည်သူလူထု3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည့် အလားတူစစ်တပ်ကယနေ့နက်9:33မိနစ်အချိန်နံမတူမြို့နယ်ရက်ကွက်ရှိပုံပါယုံဘုံကြီးကျောင်းကိုလည်းချက်ဖိုက်တာပေါ်မှ ပေါင်9ရဘုံလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းထူဘုံကြရောက်ပောက်ကွဲမှုကြောင်းနံမတူမြို့ရှိပုံပါယုံဘုံကြီးကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်စစ်ကောင်စီကတီဘောမြို့နံမတူမြို့နယ်စစ်တပ်ကလွတ်လပ်ဆုံးရှုံးထားရသောဒေသများသို့လေကြောင်းဖြင့်အပြင်းထန်ထိုးစစ်ဆင်လျက်ရှိကြောင်းသိရှိရသည် ၄ရက်ဆက်တိုက်လေးကြောင့်တိုက်ခိုက်ခံထားရပါတယ်။အော်တိုဘာ၂ရက်နေ့ကတစ်ကြိမ်အော်တိုဘာ၄ရက်နေ့ကတစ်ကြိမ်အော်တိုဘာ၅ရက်နေ့ဒီနေ့အော်တိုဘာ၆ရက်နေ့ဒီကြောင့်တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ဒီ Namdo ဆိုလို့ရှိရင်အော်တိုဘာ၂ရက်နေ့နဲ့ဒီနေ့အော်တိုဘာ၆ရက်နေ့မှာကြောင့်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ Namdo ဆိုတာကတော့ဘလောက်လက်နက်ကန်တဲ့ပုံ TNLA ရဲ့အဓိကအရင်းမြစ်တွေရှိနေတဲ့နေရာဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာ၂ရက်နေ့လေးကြောင့်တိုက်ခိုက်မှုကတော့ဒန်လူရဲ့မြောက်ဘက်မှာရှိနေတဲ့ပါဟက်ရောက်ကက်ရှစ်ဘက်ကဘလောက်လက်နက်ကန်တဲ့ပုံ TNLA နဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေရကိုဒီကြောင့်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီနေ့တိုက်ခိုက်မှုကတော့နေနေနဲ့မြို့လေဒေသကိုလေးကြောင့်ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအကြမ်းဖက်အားပေးမီဒီယာတွေကတော့တက်မတော်ကမပြည့်နေကြီးမပြည့်တမအခါနေကြီးမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့နိုင်ငံရေးအောက်လုံးတွေထိုးခဲ့ပေမဲ့ပြီးခဲ့တဲ့ကြောင်မဲမျိုးတင်းတိုက်ပွဲကိုပြန်ကြည့်ရင်ပလောင်လက်နက်ကိုင်တဲ့ပုံ DNL ကြောင်မဲမျိုးတွေကိုမင်းရှို့ဖျက်ဆီးသွားတဲ့နေ့စက်တင်ဘာ30ရက်နေ့ကလည်းရဲရစာနေ့ဖြစ်ပါတယ်။ပြောရရင်တော့အေးအေးချီမန်းချက်တွေနဲ့ပတ်သက်ရင်လာပြည့်နေပြီလောက်ပြည့်နေပြီရဲရစာတွေပြန်ထားရပြီးတော့တိုက်ခိုက်ကြတော့ခေါ့ပါ။ချင်းရဲရအသာလေးရနိုင်မဲ့ရက်တွေကိုပဲမရအရာရအောင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီပလောင်လက်နက်ကိုင်ပုံ DNL ရဲ့ဒီဌာနချုပ်ကြီးရှိနေတဲ့နမ်ဆန်နဲ့ပတ်သက်ပြီးပြန်ဆက်ရရင်ပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီ15ရက်နေ့ရဲရဆာမှာမရမကာရအောင်တိုက်ခိုက်ပြီးတော့ဒီဇင်ဘာ16ရက်နေ့ပြည်ထောင်စုကြားတဲ့နေ့မှာပလောင်ရင်းရဲ့အနှစ်တစ်ခုအနေနဲ့ရအောင်ပြီးတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်ပလောင်နှစ်တစ်ခုမှာတော့2015ခုနှစ်ဖြစ်ပေမဲ့မြန်မာပြည်ကလေးမှာတော့ဒါကရက်ကတရားနေဖြစ်နေပါဆိုလိုချင်တဲ့ဒိဗိတ်ကတော့ဒီပလောင်လက်နက်ကိုင်တော်ဘီ NLA ကိုလည်းရဲရစာတွေကတရားတွေတွေ့ပြီးတော့စီရင်ရင်ချင်းတွေထားနေရမှာမဟုတ်တော့လို့တမတော်ဘက်ကလည်းလိုအပ်တဲ့စီရင်လောက်ဆောင်မှုတွေမှာရဲရစာတွေကတရားတွေလမ်းပြလောက်ပဲနေနဲ့ဆောင်ရွက်ရမှာမဟုတ်ဘူးဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုရင်ဒေသခံပြည်သူလူထုတွေရဲ့အကျိုးစီးပွားတည့်ရက်ပြီးတည့်ရက်ကြာမြင့်နေတဲ့စစ်ရဲ့အနေထားရုံနေနဲ့အကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာနေထိုင်နေရတာတွေနဲ့စာရင်တနေ့ပြီးတနေ့လှည့်လည်မြန်မြန်နဲ့ပြန်လည်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ပို့ပြီးတော့ဒေသခံပြည်သူတွေအတွက်အများကြီးအကျိုးဖြစ်စေမှာဖြစ်ပါတယ်။အဲဒီအတွက်လည်းတမလို့ကပရမတ်ပရိုက်တီစင်တာရဲ့နောင်ချိုးကြောင်မဲတီဘောမှာလည်းတီဘောကလက်တကန်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။အဲ့ဒီလိုနောက်မှရှိနေတဲ့မိုးကုတ်မိုးမိတ်အပါဝင်နမ်ဆန်နမ်တူမန်တိုစားရမျိုးတွေအားလုံးကလည်းပြန်လည်လွှဲပြောင်းရမယ်ဆိုတော့ဒီမန်ချက်တဲမှာဒုတိယဦးစားပေးဒုတိယဦးစားပေးတင်လို့ရောက်ရှိနေဖြစ်ပါတယ်။ဆိုတော့ တင်းနေရပါဘလောင်လည်းငါကိုင်တဲ့ဘောတရားနယ်ကိုကျင်းချုပ်ထားတဲ့ဒီဘောမျိုးတင်းနေဖတ်တဲ့တမတော်ကဒီအပိုင်းလေကြောင်တိုက်ခိုင်းမှုတွေကိုကြည်ချင်းအားဖြင့်တိတိကျကျနဲ့တော့ရောက်တိုက်ခိုင်းနေခဲ့တာတွေ့ရပါတယ်ဒီနေ့အော်တိုဘာ6ရက်နေ့မနက်9:40မိနစ်ဝန်းကျင်ဒီကြောင်တိုက်ခိုင်းမှုကိုပြန်ကြည့်ရင်လည်းဇက်စုရဲ့အတွင်းဒီကြောင်တိုက်ခိုင်းမှုပြုလုပ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်နေမီကတရင်နေစီကနေချိန်ဆရရှိတာကတော့ဒီထွေအုံယုံအနည်းနောက်ပြီးဆက်သွေယုံအနည်းခွန်ကြီးယုံအနည်းသုံးသက်ဆောင်အနည်းမှာလေကြောင်တိုက်ခိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီနေရာတွေဆိုတာကပလောင်လက်နောက်တာတော်ဘောတရားနယ်အလွေဝင်ရောက်စုဖွဲ့နေတဲ့နေရာတွေဖြစ်ပါတယ်ဒီကနေ့ဆက်သွားရင်တော့တုံစင်ဘက်ကိုရောက်မယ်တုံစင်ရဲ့အလွန်မှာခလာရ23ရှိပါမယ် တော်လနဲ့ကဲတဲ့ပုံတရားနဲ့အလေးနဲ့အပေါင်းပါတွေကခလာရ23ခမပုံ900လေးစားတဲ့တက်တယ်မှာမယုံနေထိုင်တာတွေရှိတယ်နော်ဒီဘုံမျိုးမှာရှိနေတဲ့မြို့ပေါ်ရက်ွက်အစရက်ွက်ထဲမှာလည်းအဓိကကြားတဲ့နေရာတွေစေယုံပတ်ဝန်းကျင်တွေမြို့လယ်ရဲပမာပရင်တောင်ရပရင်မြောက်ရပုံချင်းစားတဲ့နေရာတွေရက်ွက်တွေအများကြီးထဲမှာအဓိကကြားတဲ့နေရာတွေခန်းစစ်စင်လို့ကောင်းတဲ့နေရာတွေနဲ့ဥပမာကြောင်မင်းတို့တင်တက်ပွဲဆိုလို့ရှိရင်မြို့ဝင်မှာရှိနေတဲ့ Golly Hotel မှာအဓိကချပြီးတော့ခန်းစစ်ပြင်ထားတဲ့ comment center လေးနဲ့ပြုလုပ်ထားတယ်။အခုဒီဘုံမျိုးနဲ့ပတ်သက်ရင်လည်းဒီ Sunpay မှာရှိနေတဲ့ Komo Dragon Hotel ဆိုတာကပလောင်လက်နက်ကန်တဘော DNL တွေရဲ့ဌာနချုပ်တစ်ခုရှိနေတယ်။ရှေ့တန်းဌာနချုပ်လို့ပြောလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ေဘုံမြို့ထဲမှာလည်းပလောင်လက်နက်ကိုင်တဲ့ပုံတရားလေးနဲ့အပေါင်းပါလေစုဖွဲ့နေတဲ့နေရာတွေရှိပါသေးတယ်။နိုင်ငံပိုင်အစအဦးတွေအစိုးရပိုင်အစအဦးတွေနဲ့စာတင်ကြောင်းတွေဖုန်ကြီးကြောင်းတွေမှာဝင်ရောက်နေထိုင်နေတာတွေရှိပါသေးတယ်။ ဘာလို့ဒီလိုမျိုးခံစားရမှာပြောရတယ်လဲဆိုတော့ပလောင်လက်နဲ့လည်းပေါ့ DNA လေးထင်းချုပ်ပြီးတော့ဆီရှောမီဆုပ်ခွာသွားတဲ့နေရာတွေကိုပြန်ကြည့်ရင်နောင်ချုံမှာပဲကြည့်ကြည့်ဒီဘောမှာပဲကြည့်ကြည့်ပလောင်လက်နဲ့ကန်တဲ့ပေါ့ DNA လေးထင်းချုပ်ပြီးတော့ဆုပ်ခွာထွက်ပြေးသွားတဲ့အချိန်စကန်ချထားတဲ့နေရာတွေအလုံးအဌာနဆိုင်ရာအစာအုပ်တွေဂျုံတွေဂျိတ်တာတွေဖြစ်ပါတယ်။ခွန်ကြီးကျောင်းတွေမှာဝင်ရောက်နေထိုင်တာတွေလည်းရှိရဆိုပေမဲ့အဓိကကတော့ပလောင်လက်နဲ့ကန်တဲ့ပေါ့ DNA လေးရဲ့ခန်းစစ်ပြင်ဆင်ထားတဲ့နေရာတွေကခန်းငယ်မှာမှာရှိတဲ့အစာအုပ်ကြီးမားတဲ့ဈေးရုံတွေစာပင်ကျောင်းတွေနောက်ပြီးတော့ခွန်ကြီးကျောင်းတွေအဌာနဆိုင်ရာအစာအုပ်တွေဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဘောမျိုးတင်တိုက်ပွဲဆင်နွှဲနေတဲ့တမတော်စစ်ကျောင်းတွေကမြေပြင်မှာလည်းနေမရှင်လေးတွေဆောင်ရွက်နေပါတယ်။ လက်ထက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ကျွန်တော်တို့အခုကြောင်မဲကနေဒီမောင်းဟောတော့တမလို့ရေမျိုးသိန်းတိုက်ပွဲကိုဂုံပြုတ်ဖို့အတွက်ဆက်ပြီးတော့တော့ဆောင်နေရဖြစ်ပါတယ်ပြောရရင်တော့ဒီဘောမျိုးသိန်းတိုက်ပွဲကတရင်ကျွတ်လာပြင်းနေအလွန်ကာလတွေမှာလက်ထက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒါပေမဲ့အခုလက်ရှိဒီဒီဘောမျိုးတွေမှာတော့ကလောင်လက်နက်ကန်တပုံတရင်အလေးကမထင်းရင်မထင်းတယ်လို့ခေါ်ယူစစ်စစ်ဖမ်းသိတာတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်ဒါကတော့ဒီအော်တိုဘတ်တရင်နေ့ကဆက်ပြီးတော့ဒီနေ့အော်တိုဘတ်6ရက်နေ့ဒီတမလို့ရေလေးချောင်းတက်ခဲမှုတွေက ောင်လက်လက်ကန်တဲ့ပုံဒီအန်အလေးထင်းချုပ်ထားတဲ့နေရာလေးအားလုံးကိုတိတိကျကျထိထိမိမိနဲ့တွားရောက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက်ထိခိုက်ဒိဆုံးမှုတွေမှာတော်တော်ကြီးများခဲ့ပါတယ်။ကုမုဒရာဟိုတယ်လေးကြောင့်တိုက်ခိုက်မှုကလည်းအယောက်30ကျော်ဒိဆုံးနေပြီဖြစ်ပြီးတော့ပလောင်လေးရဲ့အကြီးပိုင်းတွေဒိဆုံးမှုက၄ရောက်ဖြစ်သွားပြီလို့သိရပါတယ်။ဆက်မှပြီးတော့ရေးပေါ်အခြေအနေရောက်ရှိနေတဲ့ဒီအရာရှိတယောက်အပါဝင်ဆုံးမှုက၅ရောက်မြောက်ဖြစ်လာတော့မှဖြစ်ပါတယ်။ဒါပြင်အခုဒီကြောင်မဲကနေဆေရှုံပြီးဆုတ်ခွာသွားတဲ့ပလောင်လက်နက်ကိုင်တပေါ်တရားနယ်လေးမြအပေါင်းပါတွေကဒီဘောမျိုးတွေအထိဖန်ဆီးခေါ်ဆောင်သွားတဲ့ဖန်ဆီးခံရတဲ့ဒေသခံတွေလည်းရှိနေတယ်လို့သိရပါတယ် ဒီဒေတာကြံတွေကိုတော့အခုဒီလပြင်းကြောင်းနဲ့ရက်သုံးရက်မှပြန်လေလွတ်ပေးမယ်ဆိုတဲ့တင်းတချို့ကိုလည်းကြာတိနေရပါတယ်။ဒါမှမဟုတ်ကြောင်းမင်းတို့တင်းတိုက်ပွဲအတွင်းပထမကြောင်းမင်းကိုချောဆစ်စင်တိုက်ခဲ့တဲ့အချိန်လေးကစပြီးတော့ဖန်စီခံခဲ့ရတယ်ဒီကောက်ကံတွေလည်းအများကြီးရှိပါတယ်။ဌာနဆိုင်ရာဝန်ထမ်းတွေလည်းအများကြီးရှိပါတယ်။ဒီဌာနဆိုင်ရာဝန်ထမ်းတွေဒလန်ကောင်းတဲ့တပ်ပြီးခံဖန်ခံရတဲ့ဒေတာကြံတွေကိုပလောင်လက်နက်ကန်တဲ့ပုံတင်းတဲ့လေးကခရယာ yes scan မြို့မှာ yes scan တွေမှာဖန်စီခဲ့တာဖြစ်ပါတယ်။ဖန်စီချုံနောက်ထားပြီးတော့ရိုင်းနဲ့တာတွေတက်ဖြတ်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။ ဒလန်ကောင်းစင်တက်ပြီးခေါ်ယူစစ်ဆေးရင်းနဲ့ပဲအင်ဂျင်မလာခဲ့ကြတဲ့သူတွေလည်းအများကြီးရှိပါတယ်။ဘလောင်လက်နက်ကန်တော်ဒီရန်လည်းထင်းချုပ်ထားတဲ့ကြောင်မဲမြို့မှာအားကြီးခံရတဲ့ဒေသခံပြည်သူတယောက်တရာကျော်ရှိသွားပြီဖြစ်ပြီးတော့တက်ပြတ်ခံရတာက38ယောက်ရှိသွားပြီဆိုတဲ့သတင်းလည်းကြားသိရပါတယ်။အဲ့မှန်ပြီးတော့ကျွန်တော်ချိတ်ဆက်နေတဲ့သတင်းအရာကျွန်တော်ကျွန်တော်မိတ်ဆွေရဲ့ဦးလေးအရှင်နဲ့တငယ်ချင်းအပါဝင်တွေ့မယ်ဆိုရင်ကြောင်မဲမြို့မှာဘလောင်လက်နက်ကန်တော်ဒီရန်လည်းဖမ်းဆီးပြီးတော့တက်ပြတ်ခံရတဲ့အရေးတွေက40ပြည့်တော့မှဖြစ်ပါတယ်။ဆိုတော့ဒီဖန်စီခံရတဲ့သူတွေကအသက်ရှင်နေတဲ့သူတွေကိုပလောင်လက်နက်ကိုင်တဲ့ပုံ DNA လေးကလူသားတရားအနေနဲ့ဖန်စီခေါ်ဆောင်ပြီးတော့ကြောင်ပေါ်ထိခေါ်သွားတာဖြစ်ပါတယ် ဒီဘောကလည်းမကြောက်ခင်စရှုံးတော့မှာဖြစ်ပြီးတော့ရရှိအကဲချင်းပလောင်နေစုပဲ့နေရတွေကိုတမတော်ကလေကြောင်းကနေကင်းထောက်ချီမုန်းတာတွေပြုတ်လုံနေတဲ့အတွက်တိကျတည်ဆုံးမှုတွေလည်းများခဲ့ပါတယ်ဒီနေ့မနေ့လေကြောင်းတက်ခဲမှုနှစ်ခုကိုပြင်ကြည့်ရင်ဒီဘောမှာပဲဖြစ်ဖြစ်နံတူမှာပဲဖြစ်ဖြစ်ကြည့်လိုက်ရင်တိကျတည်ဆုံးမှုကတိကျကြရောက်ပေါက်ခဲ့တာဖြစ်ပါတယ် ေပေါင်းမြို့ရဲ့လေရောင်းတက်ခိုက်မှုကတော့ထိခိုက်တည်ဆုံးမှုမရှိဘူးလို့သိရပါတယ်။ဒေသခံတွေလည်းထိခိုက်တည်ဆုံးမှုမရှိတယ်လို့ပလောင်လက်နက်ကန်တဲ့ဘုံတရားနဲ့အလေတွေလည်းထိခိုက်တည်ဆုံးမှုမရှိခဲ့ဘူးလို့သိရပါတယ်။ဒါပေမဲ့ကိုအောင်နေတဲ့နေရာမှာလေရောင်းတက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်သူတို့နဲ့ဆက်ဆက်ပစ္စည်းတွေနဲ့အောက်ပစ္စည်းတွေကိုလျှက်စီးသွားမယ်လို့ခန့်မှန်းရပါတယ်။နံတူမှာရှိနေတဲ့မြို့လေဒေသကိုလေရောင်းတက်ခိုက်မှုပြုလုပ်ခဲ့တာကတော့ထိခိုက်တည်ဆုံးမှုရှိပါတယ်။ဒါပေမဲ့ပလောင်လက်နက်ကန်တဲ့ဘုံတရားနဲ့အလေဘက်ကတော့လာပြင်းနေကိုလေရောင်းတက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ထိခိုက်တည်ဆုံးမှုမရှိဘူးလို့ဆိုပေမဲ့နေအိမ်ဆယ်လုံးထက်မနည်းပျက်စီးခဲ့ပါတယ်။ဆလောင်အရင်မြစ်တွေရှိနေတဲ့နေရာကိုတဲ့တဲ့ကြောက်ရောက်ပောက်ခွဲခဲ့တာဖြစ်ပြီးတော့ဒီပတ်ဝန်းကျင်ကစုဖွဲ့နေတဲ့နေရာတွေအိမ်တွေလည်းပျက်စီးခဲ့တာဖြစ်ပါတယ် ။ဘာကြောင့်ထိခိုက်သေဆုံးမှုမရှိဘူးလို့တရင်မားတွေထုတ်ပြန်ရတယ်လဲဆိုတော့ပလုံတွေရဲ့အရင်းမြစ်တွေတွက်ကြည့်တဲ့လူတွေသေဆုံးတဲ့လူတွေအားလုံးကြည့်လိုက်ရင် DNA လေးတွေဖြစ်တဲ့အတွက်ပစ်စည်းရင်းတွေကိုမပြောင်းဘူးလို့ပဲခံရရပါတယ်။ထိတဲ့ရေးရပြပြသွားမှဆိုတာတွေတက်လို့ရေးလေကြောင့်တိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ခြောက်ချားမှုတွေကတခြားပလောင်အဖွဲ့တွေစီကိုမကူဆက်ရေးအတွက်တုံ့ပြန်တယ်လို့ပဲခံရရမှာဖြစ်ပါတယ်။ဆိုတော့တက်လို့ရေးလေကြောင့်တိုက်ခတ်မှုက NAM2 MANDO တမရရှင်နေမြေလေကြောင့်တိုက်ခတ်မှုကလည်းခိရောက်တယ်ဒီဆုံးမှုတွေများတယ်။အော်ရင်းမြစ်တွေကိုရိုက်ချိုးနိုင်ကြတာဖြစ်ပြီးတော့တမဟာနဲ့ထင်ကျုံနေပြီဖြစ်တဲ့အခုလက်ရှိကြောင်မင်းနဲ့တီဘောမှာလည်းတမရရဲ့လေကြောင်းတိုက်ခိုက်မှုကတီဘောမျိုးအနီးလေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေကပြန်ကြည့်ရင်အော်တိုဘာ2ရက်အော်တိုဘာ4ရက်အော်တိုဘာ5ရက်နဲ့ဒီနေ့အော်တိုဘာ6ရက်ဒီကြောင့်တိုက်ခတ်မှုတွေအပြင်မှာပလောင်လက်နက်ကိုင်းတဲ့ပုံဒီ LV ရဲ့ဒီဆုံးမှုကကြည့်စုစုပေါင်းဒီကြောင့်တိုက်ခတ်မှုအလုံးကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဒီဆုံးမှု40နဲ့50ကြာရှိမယ်လို့ခန့်မှန်းရပါတယ် ါတော့ဒီဘလောင်လက်နက်ကန်တဘော DNL ရဲ့ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ရည်ဖြစ်တဲ့အတွက်ဒီမြေကြောင်းတိုက်ခိုက်မှုတွေစစ်ပွဲရဲ့အနေထားရုံနဲ့ပတ်သက်ပြီးတော့မတင်ဆက်ပေးချင်ပါဘူး။ဒါပေမဲ့လည်းစစ်ပေါ်နေတဲ့အခင်းအကျင်းတွေဒီဘောကိုအင်ပြန်မဲ့ရှန်တိုင်းရင်းသားတွေဒီသားကရှန်လူမျိုးတွေနဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအတွက်လည်းရှိဖြစ်ပေါ်နေတဲ့သတင်းကိုရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့လာပြည်ဒီမှာမိသားစုတွေနဲ့အားလုံးအားလုံးပြည့်စုံပါပါဆက်ရှင်နိုင်ကြပါစေလို့လည်းကျွန်တော်ပြန်လိုက်ပါတယ်။အောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲ။